အားလုံးပဲမင်္ဂလာပါဒီနေ့ရေသမက်သင်ခန်းစာကတော့ခန်း73ဒီသင်ခန်း73တမနှစ်ကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုလို့ရှိရင်ဥယျာဉ်တစ်ခုမှာရတယ်နော်ငပြောပင်နဲ့တရက်ပင်လေးချိုးတာအဲခုနှစ်ချိုးနှစ်ဖြစ်ပါတယ်တရက်ပင်ရေအတွက်က40ဖြစ်ပြီးငပြောပင်ရေတူရှာပါတယ်ဒါဆိုရင်တော့ပရမအလုံးကိုပြေးထားတယ်ငပြောပင်နဲ့တရက်ပင်လေးချိုးကိုရေတူရှာမယ်ငပြောပင်ရေအတွက်နဲ့တရက်ပင်ရေအတွက်အချိုးချတဲ့အခါမှာ7 ratio 2ရပါတယ် အဒီ ratio တော့ကျွန်တော်အပိုင်းငယ်ပြောနေမယ်။အင်းဒီလိုပြင် year by year ပြင် year equal to 7 by 2ပေါ့နော်။အဲ့ဒီမှာသူကပြောတာတရက်ပြင် year က40လို့ပြောတယ်။တရက်ပြင် year ရဲ့နေရာမှာကျွန်တော်40ကိုစာလုပ်လိုက်ပါမယ်။နော်တရက်ပြင် year က40ဒါပြင်ဟိုအပိုင်းငယ်မှာပိုင်းခြေရောက်ကတရက်ပြင် year ဖြစ်တဲ့40ကိုစာလုပ်လိုက်မယ်။သူကငပြောပြင် year ကိုရှာပါဖြစ်တဲ့အတွက်ငပြောပြင် year ကိုလို့ရှိရင်ပိုင်းခြေမှာရှိတဲ့40ကိုညီမရဲ့တစ်ဖက်ကိုပို့ပြရပါမယ်။ ဒါဆိုရင်40ကဒီမှာစတော့ဒီဘက်ရှင်းဒီဘက်မှာစတာရင်လည်းရဘူးရတဲ့ခါမှာဒီအမြောက်ဖြစ်ပြောင်းသွားတယ်ပေါ့နော်အမြောက်ဖြစ်သွားတယ်။ဒါပြင်ဟိုကျင်းတဲ့ခါမှာနှစ်တလီနည်းနည်း20လီ40ဒါနဲ့ဆက်နောက်ခုနဲ့မြောက်တဲ့ခါမှာကျွန်တော်ပြောရလဲဆိုရင်140เนาะဒါဆိုရင်ငပြောပင်ရေအတွက်က140ဖြစ်ပါတယ်။ညတရက်ပေးခုနှစ်ချိုးနေမှာဥယျာဉ်တခုနောင်ငပြောပင်နဲ့တရက်ပင်လေးချိုးက7 show 2ဆိုလို့ရှိရင်တရက်ပင်ရေအတွက်ကเนาะ2ပင်ဆိုရင်ငပြောပင်ရေအတွက်က9ပင်เนาะဒါကြောင့်မို့သူက တဲ့ပင်ရွက်က40ဆိုတော့ငပြောပင်ရွက်ကနေ140ဖြစ်ပါတယ်။နောက်ကနံပါတ်2ပါတတိယချောင်းတစ်ခုကိုတဲ့3ချုံ900နှစ်ပိုင်းပိုင်းတဲ့ခါမှာငယ်သောပိုင်းရင်လျာက45စင်တီမီတာရှိတယ်။ကြီးသောပိုင်းရင်လျာကိုရှာပါတယ်။အဲ့ဒီကျေတော့ငါကြီးသောပိုင်းနဲ့ငယ်သောပိုင်းနဲ့ကိုချိုးချနိုင်မယ်။ငါငယ်သောပိုင်းရဲ့လေယာဉ်နဲ့ကြီးသောပိုင်းရဲ့လေယာဉ်က3.5ရှေ့ရ3ရတဲ့ငယ်သောပိုင်းရဲ့လေယာဉ်ပေါ့နော်။နောက်ကဖက်ကကြီးသောပိုင်းရဲ့လေယာဉ် အဲ့ဒီအချိုးတွေကျွန်တော်ကအပိုင်းကြီးနဲ့ပြန်ပြီးတော့စီလိုက်လို့နော်အဲငယ်သောပိုင်းရဲ့နေရာကိုပိုင်းဝင်မှရေးလို့ကျေသောပိုင်းရဲ့နေရာကိုပိုင်းချီမှရေးလိုက်ပါမယ်ဒီရလို့ရှိရင်ကျွန်တော်ကပေးထားတာကငယ်သောပိုင်းရဲ့နေရာ45စီမီတာဆိုငယ်သောပိုင်းရဲ့နေရာ45စီမီတာအဲ့ဒီခုနကတော့ကျွန်တော်တို့အပိုင်းကြီးမှာငယ်သောပိုင်းကြီးနေရာမှာကျွန်တော်တို့45ကိုစားပြီးလိုက်ပါမယ်နော်45ကိုစားရတဲ့အခါမှာကျွန်တော်တို့လိုချင်တာကကျေသောပိုင်းရဲ့နေရာကျေသောပိုင်းရဲ့နေရာကိုညီမရဲ့တစ်ဖက်ကိုပို့လို့ရှိရင်ဒီဘက်ကဒီအဲ နော်ပြီးပါဆက်ကညီမကြီးဒီ45ကိုလာစားမိပါနော်ကြီးတော့ကျက်ချင်ခင်ပြောမှဆိုကြီးတော့ပိုင်းရေရောက်ညီမကြီးတစ်ခါပို့လိုက်မယ်ဒါဆိုရင်ပြီးပိုင်း5ကိုကျတော့ညီမကြီးဒီ45အောက်ကိုကြောက်ရစားပြရမယ်နော်ညီရလေးရကြပါနော်ကြီးတော့ပိုင်းရေရလည်းပြီးပိုင်းကိုညီရလေးတဲ့ခါမှာ45ကိုပြီးပိုင်း5နဲ့စားပြရတယ်အစားကိုညပြောနဲ့ညပြောင်းလို့ရှိလို့ရှိချင်းကိုဘာလို့လဲဆိုရင်ပြီးပိုင်း5ကိုဘာမှတူတူပြောင်းနိုင်ရပါပြီဒါဆိုရင်45ပေါ့နော်အဲဒီမှာကျင်းတဲ့ခါမှာ3.35 45 45 ငန်းကားလေးက85 85စီမီတာအဲ့ဒီငယ်တော့ပိုင်းက45စီမီတာပဲကြီးတော့ပိုင်းက85စီမီတာလို့ပြောချင်တာပါနောက်တစ်ခုကနံပါတ်3တရားပြော်ရေးမှာတဲ့တရားနဲ့ရေလို့ရေလေးချိန်ချိုးအတချိုး5ဖြစ်တယ်တရားရေလေးချိန်က60ဂရမ်ဖြစ်တယ်နည်းနဲ့နံပါတ်ကကြီးအဲ့လိုနော်ဖြစ်လို့ချင်းတရားရဲ့တရားလေးချိန်နဲ့ရေလေးချိန်ကတချိုး5ဆိုတော့တချိုး5ပေါ့နော်ရေးလိုက်မယ် အဲ့ဒါဆိုရင်ဟိုလည်းအချိုးစုစုပေါင်းကကျတော့ဆိုတော့အချိုးပေါင်းက1နဲ့9နဲ့ပေါင်းတဲ့ခါမှာအချိုးပေါင်းက600ရတယ်နော်။မက်ကကြီးကဘာမေးထားလဲဆိုရင်ဈာရည်ရင်ပါတော့ပါတော့ဈာရည်လေးချိန်ကိုရှာပါလေ။ဒီနော်။ဈာဝေးရည်ရင်ပါဝင်တဲ့ရည်ဈာရည်ရင်ပါဝင်တဲ့ဈာရည်လေးချိန်ကိုရှာရမှာနော်။ရောက်ဆိုမှာကဈာရည်ဈာရည်လေးချိန်နဲ့ဈာရည်လေးချိန်ကိုချိုးချနိုင်မယ်။တေချိုးနော်တေချိုးချ။ဘယ်လိုလဲဆိုတော့ရည်နော် တကြားလေးချိန်ကကျွန်တော်တို့ကတိနော်တကြားလေးချိန်ကတိရေရလေးချိန်ကကျွန်တော်တို့ကစုပေါင်းချိုးပေါင်းပါတော့6ဆိုတော့အဲတိချိုး6ကိုနော်ရေးလိုက်မယ်အဲ့ဒီတကြားလေးချိန်ကိုတကြားရေလေးချိန်နဲ့ချိုးကစားပြီးတော့သူကလည်းဝမ်းမိုင်းဆေးဖြစ်သွားတယ်နော်သူကပေးထားတယ်တကြားရေရလေးချိန်က60ကျပ်လို့ပေးထားတယ်ဘိုင်းဒီမှာ60 600ကျပ်ရည်လေးချိန်ရ600ကျပ်လို့ရည်လေးချိန်နေရာမှာကျွန်တော်600ကျပ်လို့ရေးလိုက်မယ်ဟုတ်ပြီနော် ရုပ်လိုချင်တာကသူကတရားလေးကြောင့်လိုချင်တာဖြစ်တယ်လေချတာကရံကိုညီမကြီးတစ်ဖက်ကိုပို့လိုက်မှာနော်ပို့တဲ့အခါမှာဒီမှာဆားရတယ်ညီမကြီးတစ်ဖက်ကိုရောင်းညောင်းမယ်6 6ရောက်6နဲ့ဟိုပြောမယ်လေညောင်းတယ်ဆိုပေမဲ့ဝမိုက်စီနဲ့ညောင်းလို့ဆိုရင်ဆိုပေမဲ့ဗောနာ6နဲ့ဆားရဖြစ်တယ်ဗျ6ရောက်6နဲ့ဆားရင်ကျ100ရရတယ်အဲ့ဒါ100ကျော်တယ်ဇာလေးချင်ရ100ကျော်တယ်နော်ကျိုးချိုးချတဲ့အခါမှာနော်ဇာဇာလေးချင်ဝမ်းလို့ထားပြီးတော့ဝမ်းချို6နဲ့ချိုးပါစုပေါင်းလေးချင်တရားကြီး တကြားရည်ဆိုတော့ကတကြားနဲ့ရည်နဲ့နှစ်ခုပေါင်းတာ6ပြည့်တယ်ကျွန်တော်6ကိုစားလို့ရတယ်နော်အဲ့ဒီမှာတကြားလေးချိန်ကတကြားရည်ရည်လေးချိန်က9တကြားနဲ့ရည်နဲ့ပေါင်းတာကတကြားရည်လေးချိန်က6တကြားကို6ကျော်တကြားရည်လေးချိန်မှာ6ကိုစားလို့ရတယ်ကွာနော်ဝမ်းမစင်းနဲ့ချိုးကြရည်အနောက်ကရကြတော့ကြားရည်တွေပါလို့ရေရဲ့လေးချိန်နောက်ကကြကြားလေးချိန်ပြည့်ကြရေရဲ့လေးချိန်ပေါ့နော်အဲဒီကျမတို့ကရေလေးချိန်နဲ့ကြားရည်ရဲ့လေးချိန်ကိုချိုးချနိုင်တယ် ။ဒီတော့ကျတော့တကြားလေးချိန်နဲ့တကြားရည်လေးချိန်ကိုအထူးကြတာ။အခုကရေလေးချိန်ကိုလိုချင်တာဖြစ်တယ်။ရေလေးချိန်နဲ့တကြားရည်လေးချိန်ကိုကျတယ်။ရေလေးချိန်ကငါးဖြစ်တဲ့အတွက်တကြားရည်လေးချိန်ကတော့တကြားနဲ့ရေနဲ့ပေါင်းလိုက်6ဆိုတော့5 by 6ပေါ့နော်။အဲဒီရေလေးချိန်နဲ့တကြားရည်လေးချိန်က5 by 6ပါ။အဲဒီမှာခုနအတိုင်းပဲရေလေးချိန်ကိုလေ့ထားမယ်။တကြားရည်လေးချိန်က60 600ကျော်ဖြစ်တယ်။နောက်ပိုင်းချိန်မှာဒီမှာကြားရည်လေးချိန်ညမှာ600ကျော်ကိုစားပြီးရမယ်။ကျုပ်တို့ကရေလေးချိန်ဖြစ်တဲ့600ကျော်ညမှာရေတစ်ဖက်ကိုပို့လိုက်ပါမယ်။ ိုးတဲ့ခါမှာ6နဲ့6ရာနဲ့ကိုကျင်းတဲ့ခါမှာ100ရရတယ်။100နဲ့10ပုံမှာကျင်းတဲ့ပိုင်းဝင်မှာကျင်းတဲ့9နဲ့ကျတဲ့ခါမှာ900ကျော်။အရင်းရေရဲ့40ရာ900ကျော်နဲ့ဖြစ်ပါတယ်တဲ့နော်။ဘာလို့ကနမကငယ်ပါ။နမကငယ်ရတော့ပါလေ။ကြားနဲ့ရေလို့ရဲ့40ကိုတေချိုးရှိဖြစ်ရင်ထပ်ထည့်ရမယ့်ရေ40ကိုချပါ။ပထမကကျတော့ကြားနဲ့ရေလို့ရဲ့40ကတေချိုး9ပါနော်။အဲ့ဒါကိုတော့တေချိုးရှိဖြစ်နေရေရဲ့40ကိုပို့လို့ကျင်လေဆိုရင်တဲ့ထပ်ထည့်ရမယ့်ရေရဲ့40ကိုပထမပထမတော့က ။ဒီရလေးကျင်ကငါးပဲရှိတာအခုက၈၀ဆိုတော့ထက်ထက်ရမယ်ဘယ်လောက်ထက်ထက်ရမယ်ပြီးကျင်မယ်နော်။ပြီးကျင်လို့ရစမပရမတော့ဘာလို့ရမလဲဆိုလို့ရှိရင်ထက်ထက်ရမယ်လေးကျင်ကိုစမ8ကုရံလို့ထားလိမ့်မယ်။နော်ဘယ်လောက်ထက်ထက်ရမယ်မသိရတဲ့အတွက်8ကုရံလို့မသိခင်ထားလိမ့်မယ်။ဟုတ်ကဲ့ရေထက်ထက်လိုက်ပြီးနောက်တဲ့ဖြစ်လာတဲ့လေးကျင်နော်သူကပရမရှိတာကရေရဲ့လေးကျင်က900လေ။နောက်တော့ရေထက်ထက်မှာဆိုတော့စမကဘာတော့ထက်ထက်ရမယ်ရေလေးကျင်ကို8ကိုပေါင်းမိရရနော်။ဓမ္မကရှိတာကရေလေးကျင်က900နောက်တဲ့ထက်ထက်မှာ8ကုရံရှိတဲ့ဖိုက်အဲဖိုက်ရက်ဘလက်8ကုရံဆိုပြီးရေးလိုက်မယ်။ နောက်တစ်ခုကညစမတို့ကြားလေးချိန်နဲ့ရေလေးချိန်ကိုစမတို့အချိုးချနိုင်မှာကြားလေးချိန်ကတေးရေလေးချိန်ကရှင့်နဲ့စမတို့တွက်မှာဖြစ်တယ်တေးချိုးရှိပါနော်အဲ့တော့စမတို့အပိုင်းကြီးရေးမယ်ကြားရေကြားရေလေးချိန်ပိုင်းရေလေးချိန်ပြောသူဝမ်းမှန်ရေအဲ့ဒါကြားရေလေးချိန်ကစမတို့ကတော့တွက်ထားတာ600နော်ရေရဲ့လေးချိန်ထက်ထက်တာဖြစ်တဲ့ဟို500 plus 8ဒါက1.8နဲ့ညီလိုက်နေ။ရက်ကမှာ100နဲ့ရှင်းနဲ့မြောက်တဲ့ကောင်မှာကျက်ချေခဲမြောက်လိမ့်မယ်နော်။ဟိုဘက်နဲ့ဒီဘက်ကိုကျက်ချေခဲမြောက်တဲ့ကောင်မှာ 900 black ace နဲ့1နဲ့ညတဲ့ခါမှာ900 black ace ရပြီးတော့100နဲ့100နဲ့ညတဲ့ခါမှာ800ရရတယ်။ကျွန်တော်တို့ကျန်တာ8 double ပြည့်တဲ့900ကဒီဘက်မှာပေါင်းထားတယ်ညီမရင်းတစ်ပုဒ်ရောက်ရှိရင်လုပ်ပေးရတယ်လေ။ဒါပြင်800ရရ900လို့တော့300ရရဒါဆိုထက်ထက်အမဲ့ရရဘလောက်လဲဆိုရင်300ကျော်ပါတယ်။နော်။ထက်ထက်အမဲ့ရလေးရင်က300ကျော်။ပြမတော့ရလေးရင်က9တိချိုး9မှာ900ကျော်ပြီးတော့တိချိုးရှိဆိုဆိုတော့800ကျော်။800ကျော်ဆိုတော့300ကျော်ထက်ထက်အမဲ့ပြောချင်တာပါ။ဒါပြင်ဒီနေ့က ရှင်ရဲ့စေတနာ့သမားညစ်တာနံပါတ်1နဲ့3ပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။